မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေ။ယေရှုတော်နှင့်ညီသက်ချင်းကောင်းကြီးမင်္ဂလာယေရှုခရစ်တော်ဖျားထံတော်ပါမှသင်တို့ဘော်သူတက်ရောက်ပါစေ။ဖျားရှင်ရဲ့ယေရှုတော်ကိုချီးမွမ်းပါရစေ။ကျွန်ယေရှုတော်ကြောင့်2025ခုနှစ်နိုဝင်ဘာလ6ရက်နေ့သို့ရောက်ရှိလာပါပြီ။ပို့ဆောင်တော်မူသောဖျားရှင်ကိုယေရှုတည်ပါရစေ။နေ့ရက်စင်တိုင်းယေရှုသူအားလုံးကိုဖျားရှင်ကောင်းကြီးပေးပါစေ။ဆုတောင်းကြပါစို့။ အဖဖျားနှက်ွက်တော်အဖြစ်ဒီဆောက်ဆရာဖြစ်စီပါနန်းနေတဲ့တမန်တရားကိုကိုရောယူဆောင်ဖို့ပြပါအခုကျွန်တော်ပြောတာထက်ကိုရောပြောခြင်းသာဖြစ်စီပါ internet line ဤသာပြီးကောင်းစီပါယေရှုနာမနဲ့ဆွတောင်းဝေငှပါလေဖျားအာမင်ဖျားရှင်ရဲ့ကြီးစွာကိုချီးမွမ်းပါလေကျောင်းရှောင်းမုံတချင်းကိုချုပ်ငုံလေ့လာနေပါလေအခုရှောင်းမုံတချင်းကအခန်းကြီး1ကနေပြီးတော့အခန်းကြီး10ထိရှိပါတယ်အခုအခန်းကြီး1ကနေအခန်းကြီး10ထိကျွန်တော် အချက်6ချက်ကိုအခြေခံပြီးကျွန်တော်နားထောင်မှဖြစ်တယ်။အဲ့တော့ဒီရှောင်းမုံချင်းရှောင်းမုံမင်းကြီးကိုရိုင်းရေးသားထားတာဖြစ်တယ်။အဲ့ BC 930ဝန်းကျင်ခန့်လောက်မှာရေးသားတယ်လို့ခန့်မှန်းရတယ်။ဒါနံပါတ်1ဖြစ်တယ်။ပြီးတော့သူကဒီဆာလံကျန်းထဲမှာ55ခုမြောက်သောဆာလံမှာရှင်ဘရင်တပါးရဲ့မင်္ဂလာဆောင်ပွဲကိုတွေ့ရတယ်။ ဟောရင်ရှင်မြင်းတပိုင်းရဲ့မင်္ဂလာဆောင်ပွဲ55ခုမြောက်သောဆာလန်နဲ့ဒီရှောမုန်တဲ့ချင်းနဲ့ရှင်ပြီးဖတ်ရင်ပို့ပြီးတော့ချိတ်ဆက်မှုရှိတယ်ဆိုတာလေသွားတွေ့ရတယ်။အဲဒါလေးကတော့ကျွန်တော်သိတဲ့အချက်ကလေးတွေဖြစ်တယ်။ဒါကြောင့်ဒီ55ခုမြောက်သောဆာလန်မှာရှင်မြင်းတပိုင်းရဲ့လက်ထပ်ပွဲကိုအဲအဲ့ဒီမှာခံခံနာနာရေးထားတယ်။အဲအဲ့ဒါကိုရှောမုန်တဲ့ချင်းမှာအသေးစိတ်ဖော်ပြထားတယ်လို့ပြောရင်လည်းမမှားပါဘူး။သူရှင်ပြီးတော့ ဖတ်ရင်ပို့ပြီးနားလေတာဖြစ်တယ်။အရင်တော့ကတော့ဒီဂျူးလူမျိုးတွေပေါ့နော်။ Judaizing နေဂျူးလူမျိုးတွေကသူတို့ကဒီရှောမုန်သချင်းနဲ့ပတ်သက်ပြီးတော့ဂျူးရဲ့ဒီပတ်သက်ခါပွဲတွေဆိုရင်အမြဲတမ်းဖတ်လိဖတ်ထရှိရှောမုန်သချင်းကိုဂျူးရဲ့ပတ်သက်ခါပွဲမှာအမြဲတမ်းဖတ်လိဖတ်ထရှိတယ်ဆိုတာကိုတွေ့မြင်ရတယ် နော်ရှောင်းမောင်ရဲ့ ਨੇ ပတ်သက်ပြီးတော့ဗောနော်ဂျူးတွေရဲ့ပတ်သက်ခါပွဲမှာအများရန်ဖလီဖတ်တာရှိတယ်အဲ့တော့ဒီရှောင်းမောင်တချင်းကြီးထားတဲ့ရှောင်းမောင်မင်းကြီးကိုတိုင်ကသူ့ရဲ့တချင်းပေါင်း1005ပုတ်ထဲမှာမှာအနစ်ချုပ်အရေးကြီးတဲ့တချင်းဖြစ်ရေးထားတယ်လို့အဲ့ဒါကျွန်တော်တို့ကောက်ချက်ချလို့ရတာဖြစ်တယ်နောက်သူ့ရဲ့ရွေချက်က3ချက်ရှိတယ်အဲ့ဒီရွေချက်3ချက်ကိုလည်းကျွန်တော်အများကြီးရှင်းပြခဲ့ပြီဖြစ်ပါတယ် လူတို့ရဲ့ချစ်ချင်းမေတ္တာနဲ့အိမ်တော်ပြုခြင်းကဘုရားသခင်ရဲ့အကြံစီကဘာဝုဒ္ဓရဲ့ရှိခဲ့။နောက်ယောက်ျားနဲ့မိန်းမမေတ္တာထားတဲ့အရာထိမ်းများဆောင်နေတဲ့အရာကိုသိရှိစေလိုတယ်။ပရလူဒီကိုဘုရားသခင်ပေးထားတဲ့မေတ္တာဆန့်ကျင်ပြီးနှက်ရှိုင်းတယ်။ဒါတွေကိုသိစေလိုတယ်။ပြီးတော့အတိတ်ကနော်တော့ချက်ချမ်းပိုက်ပေါ့အဓိကဂျန်ကီဗာစစ်တီကတော့အငါဂျန်ရှိတယ်ဒါမနေ့ကကျော်အများကြီးရှင်းပြခဲ့ပြီဖြစ်တယ်ကဲဒီကနေ့ကတော့နံပါတ်9ပေါ့နော် ။ဒါနံပါတ်5ကတော့ရှောင်းလုံသချင်း၌ယေရှုခရစ်တော်အားတွေ့မြင်ရဖို့။ဟောရှောင်းလုံသချင်းကိုဖတ်ရင်ယေရှုခရစ်တော်ကိုတွေ့မြင်ရတယ်။ကဲဘယ်လိုတွေ့မြင်ရလဲ။ကကြီးခါခွေနှစ်ချက်ပြောပါမယ်။သိုးဒိန်းသည်ရှုလမိတ်အမျိုးသမီးကိုအလွန်မြတ်တာထားခြင်းသည်အသင်းတော်ပေါ်၌ယေရှုခရစ်တော်မဖောက်ပြန်သောမြတ်တာထားခြင်းကိုဖော်ပြတယ်။အဲဒီရှုရှောင်းလုံသချင်းထဲမှာရှုလမိတ်အမျိုးသမီးဆိုတာကဟိုမင်းသမီးလို့ပြောရင်မမှားဘူးပေါ့နော်။ အဲသူကသိုးဒိန်းတယောက်ကိုသူချစ်ချိုက်တယ်အဲ့ဒီသိုးဒိန်းကခီးထွက်သွားတယ်ပြန်လာမယ်အဲ့ပြန်လာမဲ့သိုးဒိန်းကိုဒီမိန်းကလေးကစောင့်နေတာအဲ့တော့ဒီသိုးဒိန်းဆိုဘုသူပုံဆောင်လဲဆိုတခီရှုခရစ်တော်ကိုပုံဆောင်တယ်ရှုလမိန်အမျိုးသမီးဆိုဘုသူပုံဆောင်လဲယုံကြည်သူတွေကိုပုံဆောင်တယ်ယုံကြည်သူကိုတခီရှုခရစ်တော်တနည်းလာပြန်လဲပြီးသိမ်းဆဲမယ်ဟောယေရှုခရစ်တော်မဖောက်ပြန်တဲ့မေတ္တာနဲ့ ဒီယုံကြည်သူချစ်တယ်ဆိုတဲ့အကြောင်းအရာကိုသိုးဒင်းကဒီရှုလမိတ်အမျိုးသမီးလေးကိုချစ်တယ်ဆိုတဲ့အကြောင်းအရာနဲ့အတူအဲ့မှာတော့တွေ့ရတယ်အဲ့တော့ဒီရှောင်းလုံးရှင်ထဲမှာသိုးဒင်းဆိုတာခေရှုခရစ်တော်ရည်ညွှန်းခြင်းဖြစ်တယ်။နောက်ရှုလမိတ်เนาะတရူသမီးကเนาะတချို့ type in error ဖြစ်လို့เนาะတရူသမီးကသိုးဒင်းကို စွဲလမ်းပြီးမြစ်တာထားတဲ့ကဲလို့ယုံကြည်သူတွေကလည်းခရစ်တော်ပေါ်မှာမဖောက်ပြန်တဲ့သစ္စာတရားထားဖို့ လိုအပ်တယ်ဆိုတာကိုလေရှောင်းမုံမင်းကြီးကမိမောင်းထိုးပြီးပေါ်ပြအဲ့တော့တူရင်းလို့ခေါ်တဲ့ယေရှုခရစ်တော်ကယုံကြည်သူသရိုသမီးကိုမြစ်တာထားလို့ယုံကြည်သူသရိုသမီးကလေယေရှုခရစ်တော်ပေါ်မှာမဖောက်ပြန်တဲ့သစ္စာတရားနဲ့ထားဖို့ အဲ့ဒါဒီ channel မှာခရစ်တော်နဲ့ပတ်သက်ပြီးရည်ညွှန်းခြင်းတွေကိုကျွန်တော်ကတွေ့ရတာဖြစ်တယ်။ကဲနောက်နှမ6ကတော့ရှောင်းမုံတချင်းအခန်းကြီး1ကနေအခန်းကြီး7ထိကျွန်တော်ခြုံငုံပြီးနားထောင်မှာဖြစ်တယ်။အဲ့ရှောင်းမုံတချင်းအခန်းကြီး1ကနေအခန်းကြီး7ကိုကျွန်တော်ကအချက်၄ချက်နဲ့ကျွန်တော်နားထောင်မှာဖြစ်တယ်။ဟောနံပါတ်1ဘုရားချက်ကတော့ဗာလေးဆိုရှောင်းမုံတချင်းအခန်းကြီး1အငယ်1ကတော့ဒီတချင်းရေးသားသူကရှောင်းမုံမင်းကြီးဖြစ်တယ်ဆိုတာကို အတိအလင်းကြီးသားထားတယ်။ကဲတော့ရှောင်းမုန်သင်္ခါကြီးတဲ့ငယ်တက်ဖတ်ပြမယ်။သချင်းတကာတို့တွင်အထွတ်ဖြစ်သောရှောင်းမုန်သချင်းအကျဉ်းတွေဒီရှောင်းမုန်သချင်းဆိုတော့ရှောင်းမုန်မင်းကြီးပဲကြီးသားထားတာဖြစ်တယ်။ကဲနောက်တော့မနဲ့ရှောင်းမုန်သချင်းခန်းကြီးတက်အငယ်နှစ်ကနေအခန်းကြီး၃အငယ်၅ထိကပါလေဆိုတော့နော်ဒီချစ်ချင်းမြတ်တာနဲ့တတ်ဝင်ခြင်းအဥုံဆုံးသောမြတ်တာအကြောင်းကိုအဲအဲ့ဒီမှာဖတ်ရင်ကျွန်တော်တွေ့ရအောင် ောက်ရှောင်းလုံးသချင်းခန်းကြီးတစ်အငယ်နှစ်ကနေခန်းကြီးသုံးအငယ်ငါးတိဖတ်ရင်ဒီမေတ္တာနဲ့ပတ်သက်ပြီးအသက်ဝင်တဲ့အကြောင်းရတယ်ဒီရှုလမိတ်မင်းကလေးနဲ့သိုးဒင်းရဲ့မေတ္တာ အပြန်လန်ထားတဲ့အရာနားလည်အောင်ပြောရင်တော့ယုံကြည်သူနဲ့ယေရှုခရစ်တော်ရဲ့အဥဆုံးသောမေတ္တာထားရှိမှုတွေကိုပေါ်ပြခြင်းတွေကအဲရှောင်းလုံးသချင်းခန်းကြီးတစ်အငယ်နှစ်ကနေအခန်းကြီးသုံးငယ်ငါးတိဖတ်ရင်တွေ့ရတယ် အဲ့မှာမှကကြီးခကွေကငယ်သုံးချက်လေးပြောခြင်း ਨੇ ကကြီးနှစ်ရဲ့ကကြီးကတော့ချောင်းလုံးသခြင်းခန်းကြီးတဲ့အငယ်နှစ်ကနေ ရှစ်ထိကတော့ဘာလေးဆိုတော့နော်သူကတတိုးသမီးရဲ့စန္ဒအဲ့ရှင်မိတ်မင်းကလေးရဲ့စန္ဒသူချစ်သူသူတန်းတာတယ်တောင်းတာတယ်နော်အဝေးရောက်နေတဲ့ချစ်သူသူကတောင်းတာတယ်စွန့်လန်းတယ်နောက်တော့ဝေးရောက်နေတဲ့ချစ်သူသူဆွဲလန်းတယ်သူတေးဒီလိုပဲကျွန်တော်ယုံကြည်သူသူတို့သမီးတွေကလည်းခင်ရှုဆွဲလန်း အခြားအရာလောကအရာတွေရှောက်ဆွဲလာတာထက်သခင်ရှုခရစ်တော်ကိုဆွဲလာ။နောက်ပြီးသူကသူခင်မွန်တယ်ရဲ့ခံ냐ခြင်းသူချစ်သူဖြစ်တဲ့သူရင်းရဲ့ခံ냐ခြင်းထဲဝါခြင်းဟာနော်အလွန်တရာမှနော်ချီးကျူးပွဲကောင်းတဲ့သူဖြစ်တယ်ဆိုတဲ့အကြောင်းအရာတွေကိုလည်းသူအဲ့မှာရေးထားတယ်။ဒီပြင်ဒီမိန်းကလေးရဲ့အစင်းသဏ္ဍာန်ကနော်သူကနေပူထဲမှာအလုတ်လောက်ရတဲ့ကြောင် အသားကြီးကနည်းနည်းလေးတော့သူကနတ်မောင်တဲ့သဘောလေးရှိတယ်ဒီမင်းကလေးကဒါပေမဲ့သူနတ်မောင်ရတဲ့အကြောင်းရင်းကဘာကြောင့်လဲဆိုသူ့ရဲ့မိဘညီကိုမောင်မတွေကသူ့ကိုစပြစ်ဦးရဲမှာအလုတ်လုတ်ခိုင်းနေတဲ့ကြောင့်သူ့အသားကြီးကဒီအသားကြီးဖြစ်နေရတာပါဒါပေမဲ့သူ့အသားကြီးကတော့ဒီလိုဖြစ်ရတော့ညာလေသူကစပြစ်ဦးရဲနဲ့မှာအလုတ်လုတ်နေတယ်ကောင်းတဲ့သရိုးသမီးတယောက်ပါသူကအလုတ်လုတ်တယ် အိတ်လိုက်စားလိုက်ငုတ်တုတ်ထိုင်နေတာမဟုတ်ပါဘူးအဲသူကဒါကိုဖော်ပြချက်တယ်အဲအဲ့ဒါလေးကတော့ရှောင်းမုံသချင်းခန်းကြီးတဲ့အငယ်ငါးအနေ6ကိုကျွန်တော်ဖတ်ပြရင်တွေ့ရမယ်ကျွန်တော်ဖတ်ပြမယ်အိုးယေရုရှလင်မြို့သမီးငါသည်ကေဒတဲကဲ့သို့မဲသောအဆင်ရှိတော်လေရှောင်းမုံမင်းကြီးကလကာကဲ့သို့တင့်တယ်သည်အဒီမင်းကြီးကသူ့ရဲ့အသားအရာအနေငယ်နှမောင်မှုလေးတွေရှိပေမဲ့เนาะဒါပေမဲ့သူက ရှောင်းလုံးဘိမှန်တော်မှာနန်းတော်မှာရှိတဲ့ကလကာလိုပဲတင့်တယ်မှုရှိပါတယ်တဲ့ဘဘလူသူသားကြီးလေအဲ့လိုနှမောင်မှုရှိတာလေဆိုရင်တဲ့သူပြန်ပြောတယ်ရှောင်းလုံးသရှင်ခန်းကြီးတဲ့ငယ်6ငါသည်နေပူကိုခံ၍မဲသောအစင်ရှိသောကြောင့်ငါ့ကိုမကြည့်ရှုကြပါနဲ့ငါမိခင်သားမီးတို့သည်ငါ့ကိုမနာလိုသောစိတ်ရှိ၍စပြည့်ဥယျံတို့ကိုစောင့်စီကြ၏ကိုတော့ဥယျံကိုမစောင့်ရပါနားလေအောင် ပြောရင်တော့သူ့မိသားစုကသူ့ကိုဥယျံထဲမှာ အလုလုခိုင်းလို့ เนาะသူ့မှာဒီလိုအသားအရင်လေးဖြစ်တာကိုနားလေပြီးပါဆိုပြီးအဲသူ့ရဲ့သတို့သားကို သူကပြောပြနေခြင်းလည်းဖြစ်ပါတယ်ပြောကျင်တာတော့သူ့ရဲ့ကိုယ်ခန္ဓာအသားအရင်ကိုမကြည့်ပါနဲ့သူ့နှလုံးသားဒီသတို့သားလို့ခေါ်တဲ့သူ့တင်းကိုသူဆွဲလန်းနေပါလေဆိုတဲ့အရာကိုအဲသူကပြောပြခြင်းဖြစ်အဲ့ဒါဘာဘုံဆောင်လဲဆိုတော့ကျွယုံကြည်သူကပြင်ပတဲ့ရံကိုကြည့်ရတာမဟုတ်ပါဘူးကျွရဲ့အတွင်းသဘောတကီရှုအကြည့်တာဖြစ်တယ် တောင်ဒီဘင်းကလေးကလည်းဒါယုံကြည်သူကိုပုံဆောင်တဲ့ကြောင်းသူရဲ့ပြင်ပတဲ့တောင်သူမကြည့်ပါနဲ့တဲ့သူရဲ့အတွင်းသဘောကိုကြည့်ပြီးတော့ဒါသူလှုပ်ဆောင်နေရတဲ့တကြောင်းဒါလေးကိုနားလည်ပြီးပါဆိုပြီးသူပေါ်ပြနေခြင်းလေဖြစ်ပါတယ်အဲပြီးတဲ့အခါမှာ तू အဲ့တိုးရင်းနောက်ကို तू လိုက်ချင်တယ်တိုးရင်းရဲ့နေရာကို तू သိချင်တယ်တိုးရင်းနဲ့ तू သိတွေ့ချင်တယ်အဲ့တော့ကိုရှောင်းမုံတချင်ခန်းကြီးတဲအငယ်ခွနစ်ရှစ်ကိုဖတ်ရင်အဲဒီမှာတော့တွေ့ရမယ် ။နောက်ဒီရောက်ကြည့်ခြင်းအဖြစ်ရှောင်းလုံးချင်းခန်းကြီးတဲ့အငယ်နှစ်ကနေရှစ်တရသရိုမီရဲ့စန္ဒအဝေးရောက်နေတဲ့သိုးတိန်ကိုသူတောင်းတတယ်တန်းတတယ်။သူစပြီးဦးရင်မှာအလုပ်လုပ်နေရတဲ့ကြောင့်သူမှာအသားနှက်မှောင်မှုလေးနည်းနည်းပါရှိတယ်။ဒါပေမဲ့ရှောင်းမုံမင်းကြီးရဲ့နန်းတော်မှာရှိတဲ့ကလကာလိုတော့ခမ်းနားနေပါလေတဲ့။ပြီးတော့ဒီသိုးတိန်ပမာဏနေလဲသူတိတ်တိတ်ကျင်နေတိတ်တွေးကျင်နေတယ် ဒီသိုးရင်းရှိတဲ့သိုးကြောင်သူတိတ်လာခြင်းနေပါပြီတဲ့အဲ့ဒါပါလေဆိုရုံကြည်သူဟာကောင်းငင်နိုင်ငံတော်ပြန်တဲ့အခါကောင်းငင်မှာသခင်ရှုနဲ့အတူအမြင်ရှိနေခြင်းပြီလို့ပြောတာ ਨੇ အတူတူပဲဖြစ်တယ်ဒါရီရဒေသနာအဲရှောင်းမုံသချင်းခန်းကြီးတင်ငယ်နဲ့ကနေရှစ်ထိပ်ဖိုင်ကျွန်တော်တွေ့ရမှာဖြစ်တယ်ကဲနောက်နမခါကိုရရှောင်းမုံသချင်းခန်းကြီးတင်အငယ်ကိုကနေအခန်းကြီးနဲ့အငယ်၁၇ထိကျွန်တော်ဖိုင်ဘာသောတွေ့ရမှာလဲဆိုအပြန်လန်မြတ်တာတတ်ဝန်တယ် ြာလံမေတ္တာရှိတာပေါ့နော်မေတ္တာအပြာလံတတ်ဝင်တဲ့အကြောင်းအရာတွေကိုရေးထားတယ်နော်အဲ့ဒါဘာလဲဆိုတော့နော်ဒီသိုးနှင်းကလေဒီရှုလမိတ်မင်းကလေးကိုသူချီးကျူးတဲ့စကားပြီးသွားရင်သူလက်ထက်တဲ့အခါမှာနော်တင့်တယ်တဲ့ယတနာတွေပလဲတွေပြီးအောင်မယ်ဆိုတဲ့အကြောင်းအရာကိုသူရေးထားတယ်အဲ့တော့ရှောင်းမုံတဲ့ချင်းခန်းကြီးတဲ့ငယ်ကိုကနေ30ဒီဘိုင်ကျွန်တော်တွေ့ရနော် အဲ့တော့ဒီမိန်းကလေးကလည်းတိုးတိန်ကိုဆွဲလန်းသလိုတိုးတိန်လို့ခေါ်တယ်သရုပ်သားကလည်းဒီမိန်းကလေးကိုလက်ထက်တဲ့အခါတင့်တယ်တဲ့ယတနာတွေပြီးမယ်လို့သူကလည်းဂရိပေးထားတယ်အဲ့တော့ဘောင်ပုံဆောင်နေဆိုတော့ကျွန်တော်ယုံကြည်သူကသခင်ရှုကိုဆွဲလန်းသလိုသခင်ရှုကတင်တို့တနည်းကောင်းငင်နိုင်ငံတော်မှာဆုလက်တွေနဲ့ပြင်ဆင်ထားတယ်ကျွန်တော်တရဖူတွေပြီးပါဖြစ်တယ် ဲဒါကိုပြောခြင်းလည်းဖြစ်တယ်။အဲဒါရှောင်းလုံးစံခန်းကြီးတငငယ်ကိုကနေ30ကျော်ဖတ်ပြပါမယ်။ငါဖြစ်သောနမတင့်ကိုဖာရောမင်းယထာ၌ကသောမြင်းနဲ့ငါပုံပြမယ်။ဖာရောမင်းမြင်းမင်းရဲ့ယထာမှာကတယ်မြင်းဆိုတာတကယ်လပ်ပါတယ်နော်။တကယ်အကြောင်းမြတ်တွေအများကြီးနဲ့စီချဲထားတယ်ဒါကိုပြောချင်တာသီးပါသွယ်၌မုတ်ပတိတစားကိုဆင်၍လေပင်၌ပလဲအသွယ်သွယ်ဆွဲလျက်တင်းသည်တင့်တယ်လှ၏ ငွေနဲ့အပြောက်ချေသောရွှေပရီအသွဲအသွဲကိုလည်းလှုပ်၍ပေးဦးမည်။နားလည်အောင်ပြောရတော့ဒီသိုးရင်းကတင်းဒီမင်းကလေးကိုဒီရတနာတွေနဲ့တင်တောင်းမယ်လို့အတိတ်ပဲရတယ်။အဲ့ဒါပါလေယုံကြည်သူသခင်ရှုကကောင်းငင်နိုင်ငံတော်မှာရတနာတွေနဲ့ပြင်ဆင်ထားတဲ့အခန်းတွေနဲ့ပြင်ဆင်ထားတယ်လို့အတိတ်ပဲရတာဖြစ်တယ်။နော်ပြီးတဲ့အခါမှာတိတောက်လျှောက်ပေါ့နော်စပ်ပတ်သွားရင်အဲ့ဒီ အခန်းကြီး၁ငွေ၉ကနေပြီးတော့เนาะအခန်းကြီးနဲ့ငွေ၁၀ခွန်ထိကျွန်တော်ဖတ်သွားရင်เนาะဒီမင်းကလေးကတော့စူတော်ထဲမှာပွင့်နေနှင်းပွင့်ကလေးကဲ့သို့เนาะထင်ရှားနေတယ်စူပင်နေအများကြီးကြားထဲမှာသူ့ပင်လေးကရှင်သန်နေတယ်เนาะဒါကြောင့်သူကစူတော်ထဲမှာရှိတဲ့သူတွေထဲမှာသူကအလှဆုံးပန်းကလေးပါပဲဆိုပြီးဒီမင်းကလေးကเนาะသူ့ကိုယ်သူသူတင်စားထားတယ် ောက်တရားဘာကိုပုံဆောင်လဲဆိုတော့ကျွန်တော်လောကကြီးမှာဒူးစိတ်တွေပြဿနာတွေဟာလာမကောင်းတာတွေဖះမနှစ်သက်တဲ့အရာတွေအားလုံးကြားထဲမှာကျွန်တော်သက်ရှင်ရမယ်ပြင်မဲ့လေကျွန်တော်ကနှင်းစီပန်းလေးလို့ရှိတဲ့နေရာလေးမှာပွင့်ပြီးလမ်းနေရတူရင်းလို့ခေါ်တဲ့သခင်ယေရှုနှစ်သက်ဖွယ်ရာပန်းကလေးဖြစ်ရဒါကိုပုံဆောင်တာအဲ့ဒါအပြန်လန်မြတ်တာတတ်ဝင်နေဆိုတော့ဒါကိုပြောတာရှုနမိတ်မင်းကလေးနဲ့တူတိန်ရဲ့အပြန်လန်မြတ်တာတတ်ဝင်တာ ကျွန်တော်တို့ယုံကြည်သူနဲ့သခင်ယေရှုနဲ့အပြန်အလှန်မြတ်တာသက်ဝင်တဲ့အကြောင်းအရာကိုညွှန်ချင်ဖြစ်ပါတယ်။တကယ်ဒီစုဝင်နေကြတဲ့မှာသူကနှင်းစီပန်းလေးလို့ပွင့်နေတယ်လမ်းနေတယ်။သူရင်းကဒီနှင်းစီပန်းလေးကို ကြည့်ပြီးတော့ခြေနဲ့နေမယ်။ နော်တနေ့အိုင်နှင်းစီပန်းလေးကိုတိုးတိန်က လာပြီးတော့စုံဖတ်မယ်ဆိုတဲ့အရာကိုဖော်ပြတယ်အဲ့တော့ဒါလေးကိုကျွန်တော်ဖတ်ပြခြင်း ਨੇ အဲရှောင်းလုံးသရှင်ခန်းကြီးနဲ့ငယ်တနှစ်ကိုကျွန်တော်ဖတ်ပြမယ်ကျမစီရှရုံအရက်နှင်းစီပွင့်ကွင်းပြင်လိုက်ပေါက်တော့နှင်းပွင့်မြတာဖြစ်ပါ ਈ စူတော်ထဲမှာနှင်းပွင့်ထင်တဲ့ကဲ့သို့ငါချစ်တော်သူတို့သမီးစီလူမျိုးသူတို့သမီးစုထဲမှာထင်ပြီ ਈ သူဝင်နေကြတဲ့မှာသူကထင်းထင်းရှားရှားလေးဖြစ်နေတယ်တဲ့ အဲ့ဒါကိုတိုးတိန်ကမြင်တယ်နော်မြင်မယ်ဆိုရဲသူကယုံကြည်တယ်အဲ့တော့ဒါတွေကတော့အဲဒီရှောင်းမုံကျန်ခန်းကြီးတဲ့ငယ်ကိုကနေနှစ်ဆက်ခွန်ဒီဖိုင်ရင်ဒီအရာနဲ့ပတ်သက်တာလေးကိုသူဖော်ပြထားတယ်ပြီးတော့သူကသူသခင်တိုးတိန်နဲ့ပဲသူကဆိုင်ပါလေတဲ့နော်ဒါကြောင့်တိုးတိန်နဲ့သူလက်ထပ်ပြီးနှင်းတော်မှာသူတို့ကြက်စားပြီးဝမ်းမြောက်ကြမယ်အဲ့ဒါပါလေဆိုတော့သခင်ယေရှုနဲ့ယုံကြည်သူတွေ့ဆုံပြီးရင် ကောင်းငင်နိုင်ငံတော်မှာဝမ်းမြောက်စွာဖြင့်နေမယ်။အဲဒါကရှောမုန်သရှင်ခန်းကြီးနဲ့ငယ်၁၆ကိုဖတ်ရင်တွေ့ရကြော်ဖတ်ပြခြင်းနဲ့ငါချစ်ရသခင်နဲ့ငါဆိုင်ပြီ။ငါချစ်ရသခင်ဆိုတာသူ့ဒိယေရှုခရစ်တော်ကိုပြောတာ။ငါဆိုင်ပြီဆိုရှုလမိန်မင်္ဂလိကျွန်တော်ယုံကြည်သူများကိုပြောတာ။ငါကိုလည်းသခင်ဆိုင်တယ်။သခင်ယေရှုကကျွန်တော်နဲ့ဆိုင်တယ်။ပြီးရင်နှင်းတော်ထဲ၌ချက်စားတယ်။နှင်းတော်ထဲမှာချက်စားတာ။နော်အဲ့တော့ ကောင်းကင်နိုင်ငံတော်မှာကျွန်တော်ဝမ်းမြောက်စွာနေရဒါကိုဖော်ပြခြင်းဖြစ်တယ်အဲ့ဒါအပြန်လန်မြတ်တာတတ်ဝင်တဲ့အကြောင်းအရာဖြစ်တယ်ကဲနောက်နံပါတ်ကငယ်ကငယ်ကတော့ရှောင်းလုံးတစ်ချက်ခန်းကြီးသုံးငယ်တက်ကနေငါအဲ့ဒါကကျတော့ဘာကိုပြောတာလဲဆိုတော့ခွဲခံဝါခြင်းကိုပထမဦးဆုံးမြင်ရတကယ်လို့ဒီသိုးဒိန်လေးနဲ့ဒီရှုလမိတ်မင်းကလေးကခွဲခွာခြင်းခွဲခွာနေရတယ်သူတို့တယောက်နဲ့တယောက်မတွေ့ရအောင်ဖြစ်တယ် အော်ခွဲခွာနေရတဲ့တကြောင်သူကနေ့ပိုင်းမှလည်းသတိရတယ်ညပိုင်းမှလည်းအိမ်မက်မက်တယ်အဲဒီနန်းချန်ခန် sorry ရှောင်းလုံးချန်ခန်ကြီးတော့ငယ်တကယ်ငါးထိဖိုင်တွေ့ရနေ့ပိုင်းဆိုလည်းဒီသိုးရင်းကိုသူဆွဲလန်းတယ်သူသတိရတယ်ညဆိုလည်းအိမ်မက်တွေမက်တယ်ဘာလို့လဲသိုးရင်းကိုအဲ့တော့ဘာလို့ပုံဆောင်လဲဆိုတော့ကျွန်တော်တို့ကသခင်ယေရှုနဲ့တတိကောင်းငယ်မှာပြန်လည်ပြီးဝမ်းမြောက်စွာတွေ့ဆုံရမှာဖြစ်လို့လုံးလုံးစင်နေ့ညဘာလို့ပဲဆွဲလန်းသခင်ယေရှုပဲဆွဲလန်း နေပိုင်းဆိုတဲ့သခင်ရှုဖို့တန်တတဲ့စိတ်ညဆိုတဲ့သခင်ကိုပဲဆွဲလန်းနေတဲ့စိတ်အိုက်စိတ်ရှိရတယ်။ဒါဟုတ်သူပေါ်ပြခြင်းဖြစ်ပါတယ်။ဒါလေးကိုကျွန်တော်လည်းနဲ့ဖတ်ပြခြင်း ਨੇ ရှုံးမုံချင်းခန်းကြီးတော့ငယ်တစ်နှစ်မှာနော်။ငါချစ်တော်ငါဝိညာဉ်ချစ်တော်သူကိုညခါအိယာပေါ်မှာငါရှာ၏နော်။ရှာတော်လဲငါမတွေ့ငါထမီ မြို့လန်းတို့တွင်လင်းမီငါဝိညာဉ်ချစ်တော်သူကိုနော် လမ်းမတို့တွင်ရှာမိဟုဆိုတော်လဲရှာတော်လဲမထွေနားလည်အောင်ပြောရင်တော့ဒီနေ့ဒီမိန်ကလေးရှုလမိတ်မိန်ကလေးကသူအိမ်မက်ထဲမှာလဲလိုက်ရှာတဲ့နေ့ညဒါပဲဆွဲလန်းနေတဲ့ဒါပေမဲ့ဘာဖြစ်လဲတွေ့ရလားမတွေ့ရသေးဘူးတဲ့ဒါပေမဲ့တွေ့ရမယ့်အချိန်ကတော့သူမျောလင်းနေတယ်ဒီနေ့ချက်တော်ကြီးကိုပေါင်းတော်များသခင်ပြန်လာတဲ့အချိန်ကိုကျွန်တော်ကနေ့ညဆွဲလန်းပြီးမျောလင်းနေတယ်ဒါပေမဲ့ရောက်လာပြီလားမရောက်လာသေးဘူး တခိရှုကခြေဆောင်မယ်ကျွန်တော်ပြန်လေသိမ့်ဆဲမယ်တနည်းပြန်လေသိမ့်ဆဲမယ်တောင်းသူကနေ့ဆိုလဲဒီသူရင်းအကြောင်းပဲဆွဲလာတယ်ညဆိုလဲသူအိမ်မက်ဒီပဲမက်နော်သူအိမ်မက်ဒီမက်တယ်ပြီးတဲ့အခါမှာဒီသူတိန်းနဲ့သူတွေ့ရဖို့အရာပဲသူဆွဲလာနေတယ်ဒီအကြောင်းရာဘာဖြစ်တာလဲအဖော်ပြထားတာတနည်းတွေ့ရတဲ့အခါကျရင်ဒီသူတိန်းနဲ့သူနဲ့ဝမ်းမြောက်စွာချစ်ကြွဝင်မယ်အဲ့တော့ဘယ်သူမှလာမနှောက်ရှက်ပါနဲ့ အဲ့ဒါကိုလည်းသူကြိုရေးထားတယ်ဗျအဲ့ဒါဘာလို့ပုံဆောင်လဲယုံကြည်သူနဲ့သတို့သားလို့ခေါ်တဲ့ခင်ရှုနဲ့ကျွန်တော်ကောင်းငင်တိုင်းကတော့တွေ့ဆုံတဲ့အခါမှာသူ့ငယ်မင်္ဂလာဆောင်ပွဲဝမ်းမြောက်စွာကျင်းပတဲ့အခါဘယ်သူမှလာအနောက်ရှက်ပြီးလို့မရပါဘူးတဲ့ ာကိုဖော်ပြခြင်းဖြစ်တယ်။ဒါဝိဒိသနာ sorry ရှောင်းမုန်သချင်းခန်းကြီးသုံးအငယ်ငါးကိုကျော်ဖတ်ပြပါမယ်နော်။ယေရုရှလင်မြို့သူတပီးတို့ငါချစ်သောသူတို့သမီးသည်အလိုလို မနှိုးမီတိုင်အောင် မလုံမနှိုးမီအကြောင်းတော၌ကျင်လေသောသမင်တကယ်များကို တိုင်တေ၍သင်တို့ကိုငါမှားထား၏နော်။အဲ့ဒါလည်းအောင် ပြောရင်တော့မလုံမနှိုးမီကြောင်း သရိုးသားနဲ့သရိုးသမီးကတွေ့တဲ့အခါမှာဘသူမှနှောက်ယှက်လို့မရအောင်တပင်းတရေတွေလဲနော်တိုင်တယ်ပြီးပြောထားတယ်ဘသူမှလာမနှောက်ယှက်နဲ့တဲ့သရိုးသားနဲ့တတိဝမ်းမြောက်စွာဘာလို့ရမှာလဲတွေ့ဆုံရမှာပြကြသရိုးသားနဲ့တွေ့ဆုံတဲ့အရာကိုအဲ့အိမ်မက်ကနေပြန်မနှိုးထခြင်းဘူးအိမ်မက်ထဲမှာသရိုးသားနဲ့အများအားတွေ့ချင်နေတယ်အဲ့တတိသခင်ရှုနဲ့ကျွန်တော်တွေ့တဲ့အခါအခြားအရာတွေကကျွန်တော်လာနှောက်ယှက်လို့မရအောင်ဖယ်ရှားထားမယ် ဒါကိုပေါ်ပြခြင်းဖြစ်တယ်ဒါကြောင့်ခွဲခွာခြင်းကိုပထမဆုံးမြင်ရခြင်းတော့သူခွဲခွာတဲ့အချိန်မှာသူခံစားရတဲ့အကြောင်းတွေကိုဒါလေးကိုသူကပေါ်ပြလေပေါ်ပြထားတာเนาะအဲ့တော့ပြီးတော့နည်းနည်းလေးပေါ်ပြခြင်း ਨੇ အဲ့ဒါကပါလေရှောင်းမုံချင်းခန်းကြီးသုံးအငယ်လေးခါပိုင်းမှာ အဲဒီချစ်သူလို့ခေါ်တဲ့သိုးရင်းနဲ့သူတွေ့တဲ့အခါငါဒီသူ့ကိုမလွတ်အမြဲကင်ထား၍ငါ့ကိုဖွားမြင်သောမိခင်ဤအိမ်၌အိယာအခန်းထဲသို့ဆောင်ခဲ့၏တနည်းအဲ့ဒီရိုးသားနဲ့သူတွေ့ဆုံတဲ့အခါမှာနော်ဝမ်းမြောက်စွာ တွေ့မယ်ဆိုတဲ့အကြောင်းအရာကိုဒီရှုလမိတ်မိန်ကလေးအနေနဲ့ဒီရိုးသားကိုစောက်မြော်ပြီးဆွဲလန်းနေတဲ့အကြောင်းအရာတွေကိုရှော့မုံမင်းကြီးကဘာဖြစ်တာလဲရေးထားတာဖြစ်တယ် ။ဒေါမီရှုံးမုံတဲ့ချင်းဟာနားထောင်ရတာတော့တော်တော်လေးတော့ထူးခြားမှုတော့ရှိတယ်။နားလေဖို့လည်းတော်တော်ခက်တယ်။ဒါပေမဲ့သူ့ရဲ့တင်စားမှုအားလုံးကတော့ရှုံးမိတ်မင်းကလေးဆိုတာယုံကြည်သူများသူဒိန်ဆိုတဲ့ခေရှုပဲ။အဲဒီခေရှုနဲ့ယုံကြည်သူများရဲ့ပြန်လည်တွေ့ဆုံမဲ့အရာသူ့တကယ်မင်္ဂလာဆောင်ပွဲလုပ်မဲ့အရာယုံကြည်သူဟာသခင်ရှုကိုနှိမ့်ညွှဲလန်းနေဖို့အရာတွေ လောကဒုစရိုက်တွေကြားထဲမှာနေပေမဲ့ယုံကြည်သူကပန်းကလေးလိုပွင့်လန်းနေဖို့သရူသာနှစ်သက်တဲ့ပန်းကလေးအသက်တာရှိနေဖို့အတားတွေကိုအဓိကဖော်ပြထားတာဒါကြောင့်ကျွန်တော်ဒီကနေ့ဆိုရင်တော့ဒေသခံခန်းကြီး sorry Sean Wong the chain အခန်းကြီးတက္ကနီအခန်းကြီး3အငယ်9ဒီချိုရောက်ပြီဖြစ်တယ်။နောက်ပါညနေကျရင်ကျွန်တော်တို့ ချောင်းမုံတစ်ချက်ကကြီးသုံးအငယ်6ကနေစပ်ပြီးကျွန်တော်တို့သိတဲ့အကြောင်းအရာတွေစပ်ပြီးနားထောင်သွားမှာဖြစ်တယ်။ဒါကြောင့်ဒီကနေ့နေ့ရက်စတိုင်းဒီနောက်ကတော့ကိုနားထောင်တဲ့သူများသခင်ယေရှုကိုနေ့ညဆွဲလမ်းပြီးအသက်ရှင်သောသူများဖြစ်ပါစေလို့အားပေးခြင်းနေကုန်းချုပ်လို့နေကျွန်တော်ရုပ်ချင်းစီတိုင်းဖျက်ရှင်ကောင်းချီးပေးပါစေ။နေသက်ချင်းရှိပါစေ။ကျွန်တော်ဒီရက်ပိုင်းတွင်းမှာတော့ internet line ဒီအတော်လေးကျနေတဲ့ကြောင့်အဲကျွန်တော်တစ်ချက်တစ်ချက်ဒီ line အခက်အခဲလေးတွေကြောင့် ချက်ချင်းမလွတ်နိုင်တဲ့အရာတွေအတွက်နားလေပြီးဖို့မေတ္တာရက်ခံလိုပါလေခြေဆုတင်ပါတယ်ကြည်ရှုသူအားလုံးဖြားရှင်ကောင်းချီးပေးပါစေစစ်တောင်းကောင်းချီးခံယူကြပါစို့ခမီးတော်သားတော်သန့်ရှင်းတော်ဝိညာဉ်တော်သုံးပါးတရှိဖျားထံတော်ပါမှာကောင်းချီးပြပြသည်ခြေရှုတဲ့အွန်လိုင်းပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့တက္ကသိုလ် ဒီကနေ့မိုးနေ့ရှင်များမင်္ဂလာနဲ့ပတ်လည်ကြောက်တော်သူများဘုံတော်ဝင်စားတဲ့သူတွေကြံ့ရှိတဲ့မိသားစုတွေမှစအားလုံးပေါ်သူသကောင်းဒီနေ့မှစကာလဆင်မြန်မကုန်မခန့်နိုင်တဲ့ကောင်းကြီးတို့သည်တည့်ရောက်ပြီးရှိလျက်တည်နေပါစေတော့အာမင်ကျေးဇူးတင်ပါတယ်ကျေးရှုခွန်အယူလေးဓမ္မပရိသတ်အားလုံးကိုကောင်းချီးပေးပါစေကျွန်မနှပ်ပါနေ့လည်နဲ့ညနေပိုင်းမှာအစီအစဉ်လေးတွေရှိတဲ့ကြောင်းကျွန်မနှပ်ပါမနှပ်ပိုင်းလေးမှာအဲကျွန်တော်တို့လည်းမှာဖြစ်ပါတယ် page မှာလည်းကျွန်တော်ချူတင်ပြီးတော့ အပေါ်ပြပြီးမှဖြစ်ပါတယ်ကျွန်တော်နှစ်ဖန်နက်နက်ကျွန်တော်7နိုင်လောက်လွှတ်ပြီးမှဖြစ်ကြောင်းလေအပေါ်ပြပြီးလို့ပါတယ်နှစ်ဖန်နေ့လည်းနဲ့ညနေမှအစီအစဉ်များရှိတဲ့ကြောင်းစောစောလေးနှစ်ဖန်နက်7နိုင်မှ live လည်းပြီးမှဖြစ်ကြောင်းနှစ်ဖန်တည်းပဲဖြစ်တယ်နောက်နေ့တွေကတော့ခတိုင်းအချိန်ပဲဖြစ်ကြောင်းလေပေါ်ပြပြီးလို့ပါတယ်ကျေးဇူးသူအားလုံးကိုဖြတ်ရှင်သာ၍ကောင်းချီးပေးပါစေနှိမ့်သက်ခြင်းရှိပါစေ God bless you all ကျေးဇူးတင်ပါတယ် I'm night.